မြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့ခဏတက်သမခဏင်ဟလင်ကြီးကြောင့် JTU ဘုရားကြီးဟာ6ဒီဂရီလောက်ဆောင်းသွားတယ်ဆိုပြီးတော့ပြောဆိုနေကြပါပြီ။ဒါတော့ဟလင်ကြီးရဲ့တစ်ပါဆန့်လောက်တောင်း JTU ကမခံခဲ့ရပါဘူး။အဲဒီမတ်လ28ရက်နေ့တုန်းကဟလင်လှုပ်တုန်းက JTU ဘုရားကြီးဟာတတော်လေးကိုလှုပ်နေကြတာဖြစ်တယ်။အဲဒီမှတ်တမ်းဗီဒီယိုဖိုင်ကိုအဲဒီကတန်ရာထွေနဲ့အသားဝင်ရှိတဲ့ပုဂ္ဂိုလ်တွေကနော် ဒါမှတ်တမ်းတင်နေတဲ့သူတွေကိုအဲ့ဒီဓာတ်ပုံတွေဗီဒီယိုတွေကိုမရိုက်ကြဘူးเนาะရိုက်ပြီးသားဆိုရင်လည်းအကုန်လုံးပြန်ဖြတ်ကြဘူးကိုအကြီးကျယ်เนาะဒါပြောဆိုမှုတွေရှိနေကြောင်းလေကျွန်တော် online ပေါ်မှာ CTU ဖျားကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဆိုနေတဲ့သူတွေရက်ပြန်လဲပြောကြားချက်အပြည့်ကျွန်တော်အနေနဲ့သိရတယ်ဆိုတော့ CTU ဖျားဘယ် degree ပဲဆောင်းဆောင်းเนาะဘယ်လောက်ပဲလှုပ်လှုပ်ဒါတနိုင်ငံလုံးကမြန်မာပြည်သူတွေအကြီးညိုပြည့်စုံမဲ့အရာဖြစ်တဲ့အတွက်သူတို့အနေနဲ့ ဓာတ်ပုံတွေမှတ်တမ်းတွေနော်ဒါတွေကိုမယူဖို့အတွက်တိုင်းရာတွေနဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကတားခြင်းပြင်ဖြစ်ပါတယ်ဒါကမဖြစ်သင့်ပါဘူးကျွန်တော်နေနဲ့အမှန်ဆိုရင်အမှန်တိုင်းကိုကျွန်တော်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ချပြရမှာပြီဖြစ်တယ်နော်စိုက်ထီးယုံမှာကရာဇဝင်သမိုင်းတွေအများကြီးရှိခဲ့နော်ရောင်းနေငံမှာလူအကူအွယ်ဆုံးတွေထက်ကနော်စီတော်ဘုရားကြီးဖြစ်ပါတယ်ဆိုတော့တခြားသောဘာသာတွေကတော့ကြောက်သုံးကိုဘူးဝေးတာလို့ပြောကြတယ်။ဒါပေမဲ့စိုက်ချီးရုံးမှာလည်းများစွာသောရာဇဝင်တွေ တော့ဗုဒ္ဓဘာသာဝင်နေဆိုအကုန်ပြီးကြပါပြီအခုစိတ်ထီယူဘုရားကြီးကဒါပြရားရှင်နေခံမနေကြပြီစိတ်ထီယူဘုရားကြီးကိုအချီပြုတ်တဲ့ကလေးတော့မဟုတ်ဘူးပေါ့ဗျာနည်းနည်းဒါချီတဲ့ကလေးဆိုရင်စိတ်ထီယူဘုရားကြီးကဒါလဲချသွားနိုင်တဲ့အချိန်မှာရှိနေကြအောင်လို့ကျွန်တော်နေနေကြားတယ်နော်ဆိုတော့အင်တန်မှစွင့်ရမယ်အနေထားပေါ့ဗျာဒါကိုတချို့သောသူတွေကသဘာဝလွန်နေနေပြောခြင်းပြောလိုက်မယ်ကျွန်တော်နေနေတိတိကျကျမှန်မှန်ကန်ကန်ဒါ ဟိုသိပ်ပံနီးကြကျွန်တော်နေစဉ်းစားဖို့လိုပါတယ်အခုဘုရားရှင်တွေကလည်းပြောနေကြပြီကြိုက်ထူဘုရားကြီးဟာ6ဒီဂရီလောက်ဆောင်းသွားတယ်လို့ပြောဆိုနေကြပြီဖြစ်ပါတယ်ဒါကိုတာဒနာပိုင်းတွေကဖုံးပွဲဖို့အတွက်ကြိုးစားနေကြောင်းလည်းကျွန်တော်နေချားပါတယ်အင်တာမှာစိတ်မကောင်းဖြစ်မိပါတယ်